င်းအောင်လိုင်းတက်ခဲ့နောက်ဆုံးကြုံရတဲ့အနေထားလေး၃ခုကိုကျွန်တော်သုံးသပ်ပြချင်ပါတယ်ဒီနေ့မှာတော့လေကောင်းရဲ့ကောက်ခွဲရေးရေးကြည့်တဲ့ viewer scan ကိုကျွန်တော်တို့ဒိုင်းနာတက်ဖွဲ့ဝင်နေတဲ့ပြည်သူကောက်ခွဲရေးပူပေါင်းတက်ဖွဲ့ဝင်နေတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ပါပြီဒီကာလမှာပြည်သူဟာအန်ကျိတ်တီးခံပြီးဖက်စစ်တပ်ကိုအနိုင်ယာရေးအတွက်ရှားနေနေရုံကနေကြပါလေ။ဒါဝတော်လိုင်းနိုင်ငံရေးခေါင်းဆောင်တွေကသိရှိနားလည်ပြီးဒေါ်စန်းစုကြည်လွတ်မြောက်စေခြင်းသောစိတ် တော်လည်းရို့အောင်ကျင်တော့စိတ်နှစ်ခုပေါင်းပြီးနေပြည်တော်ကိုတော်စားသူဒီပန်းချုပ်ထားတဲ့ထောင်တကားတွေကိုရိုက်ချိုးလိုက်ရိုက်ချိုးလိုက်နိုင်ရင်တော့တားရွှေကိုထမ်းလာတယ်စစ်တပ်ကိုထောက်ခံခဲ့တဲ့လူတွေကောင်မှမင်းအောင်လှိုင်ကိုပြန်ပြီးတော့ပြောလာတဲ့အဆင့်ဖြစ်ပြီးစစ်တပ်ထောက်အမာခံထောက်ခံတဲ့ဒီပကကိုမောင်မောင်မင်းအောင်လှိုင်ကိုဘာပြောထားလဲဆိုတော့ကျွန်တော်တူတူပါပါ အားလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ပထမပြီးတော့တောင်းဆိုချင်ပါရစေတပါ့မို့ဒေါ်လာဈေးတက်တော့ဒေါ်လာဈေးတက်တဲ့ခါကျတော့တို့ကဘယ်လိုမှအမြင် online ပါပြရဲဆိုတော့ကျွန်တော်ကဒေါ်လာဈေးကိုတဲ့ကျွန်တော်ကကြောက်အောင်လုပ်ပေးထားတာဗျာမြန်မာနိုင်ငံတွေကလည်းနိုင်ငံတွေထွက်နေတော့ဗျာနော်အဲ့မျိုးထွက်တဲ့ခါကျတော့ဒေါ်လာကိုဘယ်လိုအားညားလဲခါကျတော့ဒေါ်လာဈေးကလောထိန်လို့ညားတယ်အဲ့တော့သူဒေါ်လာဈေးသူ့နာမည်ခေါ်လို့မကြလို့ပေါ့ဘယ်တော့ကားရဲ့ဒီဘယ်လိုဆိုစီဝဲရတော့မြန်မာနိုင်ငံစီတွေတွင်တင်သွင်းရများတဲ့ခါကျတော့အဲ့စီဝဲကတော့ပြဿနာသွားရှာနေခင်ဗျားတို့ဒီဝတ်တော့သားတွေပဲဖြစ်ကုန်တာ ဟုတ်တယ်ဂိုင်းခံပန်းဝမှာသူ့ရဲ့ဒီစစ်မှုသားဥပဒေကြောင့်နိုင်ငံသားထွက်တယ်ထွက်တော့ဒေါ်လာတွေလိုတယ်ဒေါ်လာတွေလိုနိုင်ငံသားမသွားနေတော့ဒေါ်လာတွေလိုတယ်အိမ်တွေရောင်းနေဒေါ်လာတွေဝယ်တယ်လစ်ကုန်တာဒေါ်လာဟုတ်တယ်ဟိုင်းကုန်ကဝယ်တာတွေဘလောက်ဝယ်တာလဲကြည့်တော့သူတကယ်ထိတ်ရမှာကနော်ဝတ်တောက်ကတော့ထိတ်တာထိတ်တာပေါ့ကွာနော်သူတကယ်ထိတ်ရမှာဒီစစ်မှုသားကိစ္စမှာလမ်းမှန်စခန်းမှန်နဲ့ဟလာစစ်တပ်နှစ်နှစ်ဝင်ပြွားရင်အဲ့နှစ်နှစ်ပြီးလို့ရှိရင်ပြန်ထွက်ကန်နောက်တစ်ခွဲဝင်ရောင်းခွဲချာချုပ်နေတာတော့ဘယ်ကောင်မှဒီနိုင်ငံပြန်ပြန်နည်းနည်းကြော်လိုက်မယ်ဗျာဗီဒီယိုဖိုင်ရှားနေတယ်ဘယ်လို17မိနစ်အဲ့လောက်ရှိတယ် ကျွန်တော်မဲပေါက်တာရတယ်9000နဲ့ပြတ်တယ်ဟုတ်လားတရှိဇီရိုအခြေအနေလား1960နှစ်ကတည်းကစက်တက်တက်ဝင်လာတာလေနှုံနေပြီတဲ့နော်ဒီမှာဆိုတော့ limit ကောင်းနေပြီပြတ်ရှင်းမှတကယ်တမ်းဆုံးမရင်းနဲ့ဖိတ်လိုက်ဖြစ်နေတယ်ကျွန်တော်တက်ကြည့်လေးချလာမကြအောင်ပြတ်ကြည့်တာကြည့်တာလည်းသူတို့မပြောနဲ့လေသူတို့မှမြုံနှင်းချက်ကပါလဲဆိုတော့ဒီဟာကြီးက ile ile နဲ့စစ်နေစစ်လို့စစ်နေမှာတူအောင်မတိုက်တာမတိုက်တဲ့ခါကျတော့လွတ်ထားပြီဥပမာပြ TV စကန် TV စကန်လည်းဒီလိုပဲလေလွတ်ထားပြီလေလွတ်ချင်တာလောက်ပြီဆိုလွတ်ထားပြီတဲ့ခါကျတော့နောက်ဆုံးပြတော့ဘာဖြစ်ကုန်လဲဆိုတော့ တုံးလန်နေတာပေါ့စိတ်သက်သက်ပြားတာပေါ့ဒါနော်စိတ်ကိုစစ်နေမှမတူအောင်မတိုက်မတိုက်တဲ့ခါကျတော့တိုက်ရတဲ့သူကစိတ်သက်သက်ပြားတယ်ဝေးပြီဆိုရှိဥအောင်ကြီးတယ်နော်ဥအောင်ကြီးတဲ့ပုံစံမျိုးဖြစ်တယ်ဒါမျိုးတွေကတော့မင်းတက်တောင်ကြလာဒီလိုနည်းနဲ့ပဲကြာတာသူတော်တော်များများတော့နေရာနေမှာဒီလိုနည်းနဲ့ပဲကြာလာများတယ်အဲ့တော့အဲဒီညောင်ကျိုးကမှကြာအောင်လားဒီလိုနည်းနဲ့ပဲကြာတာပဲနော်အမမပဲနော်အခုလက်ရှိတိတိစကန်တင်းနိုင်တိုင်းမှာနောက်တဲ့စကန်တစ်ခုရှိသွားပါသေးတယ်တနော်ဝေးကမြေပြုံ မြေမြုံဆင်းတဲ့အချိန်မှာလက်နဲ့တလက်နဲ့ကြီးစံနဲ့ကြီးပေါက်၃ပေါက်နဲ့အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား၂ယောက်ရှိပါတယ်။အဲ့ဒီတပ်သား၂ယောက်ကိုကျွန်တော်အင်တာဗျူးထားရှိပါတယ်။ကျွန်တော်တချို့ဖိုင်ကိုတင်ပေးမယ်။နောက်တစ်ဖိုင်နဲ့ကျွန်တော်အားရင်အဲ့ဒီလိုပြီးတင်ပေးပါမယ်။အဲ့ဒီစစ်သားတွေပြောထားတဲ့အဗီဒီယိုဖိုင်မှာနားထောင်ကြည့်လိုက်ပါ။လက်ရှိစစ်ကောင်စီတပ်ထဲမှာဘလောက်ပြိုပြက်နေပြီလဲ။လက်ရှိစစ်ကောင်စီဟာဘယ်အနေအထားတွေဖြစ်နေပြီလဲဆိုတာကိုအားလုံးသိပါလိမ့်မယ်။ကိုမမောင်ပြောနေတာအမှန်နေပါ။ဘာဖြစ်လို့လဲ။ပေတိဆိုတဲ့ချက်ချင်းပြဖို့အဲ့ဒီစစ်သားဆိုရင်3 night တိုင်းမှာအခုအလင်းဝင်လာတဲ့အဲ့ဒီစစ်သားလို့အင်တာဗျူးထဲမှာရှိနေမယ်နားထောင်ကြည့်။အေးဖြူသားကိုဘောင်းမိတ်ထဲမြဲထည့်ထားရတယ်။ ဘာလို့လဲဆိုလာပိုင်းမှွေးဖို့အဲ့လောက်နေသားတိဖြစ်နေကျွန်တော်ပုံပြောတာမဟုတ်တော့ကြည့်အဲ့ဒီဗီဒီယိုဖိုင်မှာတွားကြည့်ကျွန်တော်ပြင်ပေးမယ်ငါကျွန်တော်မအားသေးတော့အတင်းလုပ်ဖို့ပါသိလားဒီအထိဆိုတော့ဒီလိုပါပဲတနက်ပါချာပြီးလက်သွားနော်ဟုတ်တယ်ဘယ်ခေါင်းလဲတိုက်ခိုက်တက်ရတာခါမျိုးလောက်ပါအောင်တိုက်ခိုက်တက်ရတကယ်ချတာနော်ဒီပါစာလေးပါစာလေးလည်းအကုန်လုံးတော့မဟုတ်ဘူးဗျာပါစာတချို့တည်းရတယ်လို့ရှိတယ်ပါစာလေးအကုန်လုံးတော့မဟုတ်အဲ့တော့ခရက်စစ်ပေါ်ဆင်းတဲ့ပြောင်းမတိုက်မနဲ့စစ်ကောင်းဆောင်မပြီးသားရင်တော့စစ်သားရအောင်မဟုတ်စစ်ပွားရေးသမားပဲရနော် အဲ့တော့ဟိုကခေါင်းဆောင်ဆိုလို့ရှိရင်ပြရုပ်ဖြစ်ရ Inspirational Leadership ပါကဲဟိုကပြရုပ်ဖြစ်နေရကိုကလည်းမြောက်မှရှိစီဝါရေးသမားရောင်းရောင်းကြုံနေနော်မြောက်မိသားစုစီဝါရေးနောက်တော့ချိန်ကြီးပါဦးမြောက်ပါဆိုတော့အဲ့တော့သူကငွေထုတ်တဲ့ခေါင်းဆောင်ကဘယ်လိုလုပ်စစ်ခေါင်းဆောင်လာမလဲကဘယ်လိုစစ်သားပါလဲစီဝါရေးသမားပဲလာမှာပေါ့အစီဝါရေးသမားကလည်းညားနေတော့စစ်တိုက်မှာမဟုတ်နောက်မယ်ဆိုတော့စီဝါရေးအတွက်တယ်မှာငါကစစ်သားဟိအောင်ငါတောင်းယူတဲ့ဟိဆိုရင်စိတ်နဲ့လုပ်မယ်ဟိဆိုလို့ရှိရင်တော့ ကိုကစစ်ကောင်းဆောင်ဆိုလို့ရှိရင်စစ်သားတွေဝေထုတ်တယ်။ကိုကစီးပွားရေးကောင်းဆောင်စီးပွားရေးကောင်းဝေထုတ်လိုက်တယ်။အဲ့တော့မင်းအောင်နိုင်ရှက်တိုင်လဲတည်လို့ရတယ်။ဟမ်မင်းအောင်နိုင်ရှက်တိုင်လဲတည်လို့ရတယ်။ဒါကိုမမောင်တို့ဆိုတာပြပမှရောက်နေပြီမဲ့ဒီပတ်ရောက်အများစုကလူတစ်ထောင်မှတယောက်တော့ပဲစစ်တပ်ကိုထောက်ခံတာ။ဒီပတ်ရောက်အများစုကဒါသာညင်းလို့မရဘူး။နော်။လူတစ်ထောင်မှတယောက်တော့ပဲစစ်တပ်ကိုထောက်ခံလို့ပြပရောက်ဘာလို့အမြင်လိုကျေသွားကြလဲ။အဲ့ဒီထဲရမှခဲရခဲစစ်ခမရတို့အမာခံထောက်ခံနေတာဒီကိုမောင်စိုးတို့ကိုမောင်မောင်တို့ နော်ဒါပြီးပါမှာဒါကိုမောင်ဆိုအများမြင့်အဲဘောမှာပြောင်းကြီးလို့ဒီဘက်ကခေါ်ချတယ်အဲ့လူတွေတော်မှဒီလိုထွက်ပြောလာပြီဆိုတော့ကမင်းအောင်လိုက်စောက်စင်ဘလောက်စောက်သုံးချလဲမကြားဆိုအဲစဉ်းစားကြပြီတော့နော်စဉ်းစားကြပြီတော့သိလားကြာရှုံးမှုတွေအများကြီးကြုံရတာဦးမင်းအောင်လိုက်စက်သားမပီတာလို့နော်မလိလက်သေးဖို့ကြာဟုတ်ပါလိငါပြောလဲမှန်တာပဲမင်းလည်းဟောတယ်ငါပေါက်ကြည့်တယ်ငါပေါက်ကူလို့ပေါက်ကူလို့ပြောပါလားခင်ဗျာဘာငါပါ ။ကျောင်းငယ်ကြီး။ငါပေါက်ထဲဝိုင်းဩဒါကြောင့်မလို့သူတို့ကြောင်းတော်ကရန်သားရှိတာမသိဘူး။ဒါကြောင့်မလို့သူတို့အချိတ်ကလေးတွေရှိနေတာဟုတ်။ဟုတ်လားငါပေါက်ကငါပေါက်ပေါ်ပြကိုမမောင်ခင်ဗျာဘလူးစင်ငါပေါက်ပဲခေါ်တာဟာယူ။သူပေါက်ကိုတော်မှမဟုတ်တာဟာယူ။ဖုံးကြီးမှမဟုတ်တာဟာယူ။ဒီကောင်ပါလာဖိကကြာထားအလေးစီဟာယူ။မေယောမေးကြည့်ပါလား။ဟုတ်လားပေါက်ကိုတော်ခင်ဗျာကိုကိုတန်ကာလို့တတ်မှတ်နိုင်လေးလား။ဟင်ခင်ဗျာပါလာစီကမကြဘူးလို့ပြောရဲလေသွားမေးကြည့်လိုက်ငါပေါက်ကိုနော်တန်ကားတော်ဆိုတာကျွန်တော်ကျွန်တော်ကောင်းတင်တာလေတန်ကားတော်ကဘာပဲဖြစ်ဖြစ်တဲ့ကြောက်လိုက်ပါတဲ့တဲ့ဒီစီမတဲ့ဒီစီနော်အဲ့တော့ကြောက်ရင်းစီမယ် တရင်မှုတွေကလည်းဘာကြောင့်အထက်ကိုလည်းလိန်ရတာလဲကိုတဲ့အလိန်မှာဘောတက်တက်ပြောလို့မရသူတို့ကလည်းအထက်ကလည်းသူတို့ကမညံ့တာနော်ဆိုတော့ဟိုကြီးဒီကြီးသူတို့ကပြန်ပေးရတာအထက်ကိုပေးတဲ့ခါကျသူတို့ကရိုးသားလို့မရဘူးလေသူတို့လည်းခွန်နိုင်မှာအထက်ကလည်းမင်းတရင်မှုဖြစ်ပြီးလေဆိုရှင်လာတာဒါနဲ့ဒါနဲ့ပတ်သက်ပြီးဒီလောက်ကမင်းငါ့စီရောက်နေရမှာမရောက်ရောက်ဖို့တက်သူတို့ကကြိုးစားရတယ်ကြိုးစားတဲ့အခါမှာအောက်ချီမှာစီးရင်နေဖြစ်လို့လိန်ထားတာဗောဗျာနော်ဥမာပြစ်စီးပြေးညားနေစီးပြေးရောက်30 40မတင်ဘူးနော်အဲ့စီးပြေး ခုဝင်ရတလောက်တလောက်စစ်တက်ကနေ350 350တင်းနေရတော့သူတော့ရတယ်အရရတဲ့ခါမှာအဲ့350တို့ဒီတိုင်းခါမဟုတ်ဘူးအဲ့သူ3လ3လောက်ပဲနော်စစ်သားပြန်ဝင်ရတယ်တရားစစ်သားရအောင်တော့ဒါလေးရရှိနေတော့နော်အဲ့တော့အထက်ကလည်းအောက်ကမညာတော့အောက်ကလည်းအထက်ကဘကီးနေရရင်ထားရှိတရား ီသူစစ်တယ်ဆိုပြီးတော့နော်ဒေသခံမွတ်စလင်တွေကိုဆွဲသွင်းလာတေဝါတာနေတာမဟုတ်ဘူးအဲ့ပုံကိုယ်တွေအခုချိန်ကြီးဘာမှဒီဘုံမဲဆိုတော့နင်နာကြီးလေးတော့မရဘူးရေဘောက်ကထွက်ပေါက်ဖြစ်မှာမင်းနဲ့ပြောလိုက်တာရေဘောက်ကဦးနှောက်လိုက်ကြောက်လိုက်ထွက်ပေါက်ပါကျန်တဲ့သူထွက်ပေါက်လုံးဝမရှိပါဘူးလုံးဝမရှိပါဘူးနော်လိုကောင်းမဲဆိုတော့ကလာကြီးနဲ့အရာကြီးပါပဲကလာကြီးခေါ်တာနဲ့အရာကြီးခေါ်တာမှကိုပဲရှိတယ်အဲ့တော့ဦးမဲဟောင်းလိုက်ဒီနေ့နဲ့မကန်တော့နောက်တစ်နေ့ကန်တာပဲရှိတယ် ဒါကတော့စစ်သက်ထအမကန်ထောက်ခံသူကိုမမောင်ကိုတိုင်မင်းအောင်နိုင်ကိုတဲ့ပြောရတာဖြစ်ပါတယ်အဲ့တော့မင်းအောင်နိုင်ကလက်ရှိအာနာတိန်တယ်အာနာယူပြီးတော့အာနာတိန်တာတိုင်းပြည်အာနာကိုအခုတိန်လာတာ2021ကတိန်တာဒီနေ့2025ရောက်တဲ့အထိသူကအာနာမရသေးဘူးအာနာမရနေတော့ဘာလုပ်လဲသူအာနာရဖို့အတွက်စစ်မှုထမ်းဥပဒေတွေထိုးထုတ်ပြန်တယ်အဲ့ဒီအတွက်ပြည်တွင်းမှာအကောင်ထွက်ပြေးကြတယ်ထွက်ပြေးလဲဆိုတာစစ်တပ်ကိုစန့်ကျင်တဲ့လူပဲပြေးရတာမဟုတ်ဘူးလက်ရှိမင်းအောင်နိုင်ရဲ့စစ်မှုထမ်းဥပဒေကြောင့်စစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့လူဒန်းသားတွေဆိုပြေးရတာကော ဲ့လိုပြေးရတဲ့သူဘာဖြစ်လဲပြေးမနိုင်တဲ့လူတွေကပန်းဆဆိုပြီးတော့ပြည်သူစစ်တပ်ဒီသမှုထားဥပဒေနဲ့ရှေ့တန်းအောင်ရောက်သွားတယ်ရှေ့တန်းရောက်သွားတဲ့အချိန်မှာဘယ်ကနေဘလို့တော့ကပြေးရမလဲဘာဖြစ်လို့သူတို့မှစစ်တိုက်ခြင်းရှိတယ်မဟုတ်ဘူးအဲ့ဒီအတွက်မင်းအောင်နိုင်ရင်တရှုံးတာပဲနော်အဲ့တော့မင်းအောင်နိုင်တရှုံးတာပဲရှင်းချင်းကြောင်းရင်ဘာဖြစ်လာလဲလက်ရှိတတ်မတော်ဆိုတဲ့မြန်မာတတ်မတော်ကြီးကဘာဖြစ်လို့ကြာရှုံးသွားတာလဲဆိုရင်နော်မင်းအောင်နိုင်လိုမျိုးစောက်သုံးကြတဲ့ခေါင်ကစစ်တပ်ခေါင်းဆောင်လှုပ်ပြီးတော့တိုင်းပြည်အာဏာသိမ်းတယ်။နော်။ခုနကပြောသလိုငပောက်တို့လိုမျိုးတော်စိုးဦးတို့လိုမျိုးနော်။ ဘယ်လိုကောင်မျိုးတွေကတတ်မတော်ထောက်ခံသူပါဆိုပြီးတော့အဲ့ဒီစစ်တပ်ဘာလို့လို့ဟုတ်ပါတယ်ဆိုပြီးတော့ဘောလိုက်မှပြီးထောက်ခံကစင်းသားကြီးအဲ့လိုအဖွဲ့အစည်းမှမပြည့်စင်းလောကမှာပြည့်စင်းမဲ့အဖွဲ့အစည်းမရှိတော့ကျွန်တော်ပြောတာမယုံဘူးလေအခုခင်ဗျားတို့ကဘာမှနံပါတ်1နော် top 1အမေရိကန်စစ်တပ်အင်အားကောင်းတယ်နော် institution ကောင်းတယ်ဟုတ်လားနော်အဲ့ဒီအမေရိကန်စစ်တပ်ကိုမင်းအောင်နိုင်ကိုစစ်ဦးစီးချုပ်တက်လုပ်ခိုင်းတယ်ခေါင်းဆောင်လုပ်ခိုင်းတယ်နော်ပြီးလို့ရှိရင် ဲ့ဒီအမေရိကန်စစ်တပ်ကိုထောက်ခံဝင်ရတယ်လက်ရှိဝင်ရဖို့ဆိုပြီးတော့မြန်မာပြည်ကဘောမတွေဝင်ရလို့ဖြစ်ခန့်လိုက်အမေရိကန်စစ်တပ်ကငါးနှစ်ခန့်ကန်ကောက်အကောင်းပြောတာနောက်ကမ္ဘာမှာနံပါတ်၁စစ်တပ်ကိုပေးပြီးတော့ကန်ခိုင်းမှာနော်ငါးနှစ်ခန့်ရင်ဘာဖြစ်လဲကန်ကောက်အဲ့ဒါပဲမင်းအောင်နိုင်လိုမျိုးကောင်မျိုးစောက်တောင်းမှမကြတဲ့ဟာကြီးကိုရှင်းရှင်းပြောလိုက်ဘာမှအဆင်တန်းမရှိဘူးအာနာယူတာကတိတယ်အခုမင်းအောင်နိုင်အာနာတိတ်ပြီးမှတူတာအောင်ပြည့်စုံတဲ့ခင်ပြီးတက်မှုပန်းဒီရဲ့နော်ဒီလုပ်ငန်း project ဘယ်နှခုရောက်သွားလဲ အဲ့တော့ဘုံမောင်ပြောနေမယ်စီးပွားရေးလောက်ကလောက်ပဲတူတည်တာ2မီတာစုကောင်းစားရေးတော့ပဲတူတည်တာအောက်ခြေတက်မတော်တာမီတာစုတွေတူတည်တာမဟုတ်ဘူးနော်လက်ရှိအာနာ2021အာနာတိမ်းမီကနေအခု2025အခု6လပိုင်းရောက်နေပြီ9လပိုင်းဒီပဲတွက်ကြည့်အောင်အဲ့ဒီဓာတ်ထဲမှာပေခဲ့ရတဲ့စစ်တပ်ကစစ်သားဘယ်နှထောင်ရှိပြီနော်ခြေပြက်လက်ပြက်ဘဝပြက်သွားတဲ့စစ်သားဘယ်နှထောင်ရှိပြီအဲ့ဒီအားလုံးရဲ့ဘဝတွေကိုမင်းအောင်လိုက်ဘလောက်ကြည့်ရှုထားလဲအဲ့ဒါဖြစ်ပဲအဲ့ဒါဖြစ်ပဲခင်ဗျားတို့အဲ့လိုကောင်းကျိုးကိုခေါင်းဆောင်ကြီးလက်ခံတာ အဲ့ဒါပဲသူကြောင့်ဒူအာနာယူတို့ဟတိပိုက်ပွဲတွေဖြစ်တယ်ဒီလူတွေဒီလူတွေအတက်တွေဆုံးချုံရတယ်ဒီမီတာစုတွေလိုင်းငန်းပေါ်ကဆင်းပြီးတော့ဘဝတွေပျောက်ကြတယ်တိုင်ပျောက်တဲ့ဖုံးလိုပဲဘာမှတမ်းမမြင်လမ်းမမြင်အဲ့ဒီဟာအားလုံးကဘာလို့ကြောက်လဲသူကြောက်ပဲဒူအာနာယူတို့ဒူလာအာနာမယူမနဲ့မဲခိုးတယ်ဆိုတော့ပေါက်ပန်း၄၀ခွေးစကားကိုမပြောမနဲ့အာနာမတိတ်ခဲ့ရင် RND အစိုးရထောက်အောင်ထောက်ရင်နောက်ထပ်၅နှစ်ထောက်အောင်ထောက်ရင်တိုင်းပြည်ကအခုလိုဖြစ်လာစရာအကြောင်းရှိလားတို့တို့တို့ပြောတယ်လို့ပဲအဲ့ခွေးစကားကိုပဲခဏလက်ခံလိုက်မဲခိုးတယ်ပဲထားလိုက် ာဖြစ်လို့လဲဒီလက်တန်းကနော်မဲပေးပြီးတဲ့လက်တန်းကမင်းကသူတို့မင်းဟာတွေအဖုတ်တွေကိုထည့်လိုက်ရင်ပြတ်သွားတယ်လေအဲ့ဒါနောက်တစ်ချိန်လက်ထည့်လို့ရတယ်အဲ့ဒါလက်ခံပေးလိုက်နော်မဲခိုးတယ်ပဲထားဒါမှမဟုတ်အရင်ဆိုရအောင်အုတ်ပေးအုတ်ထုတ်ခိုင်းလိုက်ငါးနှစ်ထပ်အုတ်ထုတ်ပြီဟုတ်လားမလားတိုင်းပြည်အခုလိုဖြစ်မလားအဲ့ဒီသေသွားတဲ့စစ်သားတွေအခုလိုသေရမလားကြိုးကန်းသွားတဲ့စစ်သားတွေအခုလိုကြိုးကန်းရမလားလင်းသဘမပေလို့ပေမမတိဘွားတွေပြက်ပြီးလိုင်းကန်းကနေခွင်းလို့ဝန်သွားလို့မောင်းထခံထိတဲ့လိုင်းကန်းကအရာကြီးစစ်သားတွေရဲ့သားသမီးမယားတွေအခုလို့ဘွားရောက်မလား ေးအဲ့ဒါအပြေပဲခင်ဗျားတို့ပြည်သူဒုက္ခရောက်တဲ့တိုင်းပြည်စစ်မြေပြင်နဲ့ထားတော့ခဏဘေးပဲထားလိုက်အောင်လက်ရှိမင်းတို့ပဲအချမ်းမှနေအဲ့ဒီဒုက္ခတွေဖြစ်လာတဲ့အကြောင်းမရှိဘူးအဲ့ဒါတွေအားလုံးကဘလူးကြောက်တယ်အဲ့ဒီအာနာယူတဲ့မေလိုကြောက်ချင်းချင်းလေးအဲ့ဒီမေလိုအဘဘိုင်းမှန်မှန်နဲ့အခုထိလောက်တဲ့ကောင်ကအဲ့ဒါတိရစ္ဆာန်တော့အတိတရားမဲ့တဲ့ကောင်အဲ့ဒါငပေါ့လိုကောင်မျိုးတွေသွားမသိကြည့်နော်အဲ့တော့ရှင်းပါလေဒီတိုင်းပြည်ဟာနှစ်နည်းပဲရှိတယ်မင်းတို့စစ်တပ်ဘက်ကနိုင်လို့မရတော့မင်းအပြင်မှာဘလောက်ထိတိဆောက်ထားပြီလဲတိလားပြောပြခြင်းပြောလဲပြောလဲပြလဲပြခြင်းတိလားနှစ်နည်းပဲရှိတယ် တနည်းကစစ်တပ်ကကြိုလဲပြီးတော့မင်းအောင်နိုင်အပါဝင် အာနာသိန်းနဲ့ကောင်တွေဂျီအောင်အောင်မယ်။နောက်တနည်းကမင်းအောင်နိုင်အပါဝင်အာနာသိန်းနဲ့ကောင်တွေခေါင်းမာပြီးတော့ဟတ်ဒီစစ်ပွဲကိုဆွတ်ဆန်တယ်။အဲ့တနည်းပဲရှိတယ်။အော်တိုင်းပြည်တော်လှန်ရေးဘက်ကခမမနိုင်နိုင်မနိုင်ဟတ်ဒီစစ်ပွဲကြာလိမ့်မယ်။စစ်တပ်ဘက်ကနိုင်လို့မရတော့ချိန်နေတယ်။နော်မြေကြီးနဲ့လည်းဟိုပုတ်လွယ်လွယ်ပါလိမ့်မယ်။စစ်တပ်နိုင်ဦးဆိုတာမဖြစ်နိုင်တော့ဘူး။အဲ့တော့စဉ်းစားကြပြီးတော့ခမမြန်ပွဲပြီးဖို့အတွက်ကတော့ တခုပဲလိုအပ်ပါတယ်အဲ့ဒါပါခင်ဗျားတို့စစ်တပ်ထောက်ခံနေတဲ့လူတွေကအစပြည်သူအလုံးကတော်လှန်ရေးဘက်မှာအုံလဲဆိုတဲ့ချက်နဲ့ပုံထိုးရင်ဒီနေ့အုံလဲလိုက်နှက်ပြံပြုံးလဲပြီးတယ်ဒါပဲဘာမှမလုပ်ဘူးသိလား၂၀၂၁အနာတိန်နာသားလိုမျိုးလူတို့အုံကြောင်းမှုနောက်တစ်ချိန်ထပ်ဖြစ်ပွဲပြက်တယ်တခါပြီးတယ်နော်၂၀၂၁မှာတရက်ခွက်ကိုတနက်တလဲပဲရှိအဲ့လိုတွေတခါလဲပြီးတယ်နော်အခုအဲ့ဒီချိန်ကစိတ်သက်တွေရှိကြသေးတယ်ခံယူချက်ရှိကြသေးတယ်စစ်ကောင်စီတက်ဖို့ရနော်အခုချိန်မှလာဘေးစခန်းမရနေခြောက်နဲ့ဘုံဘုံဘုံလူကြီးတို့ခြောက်ဆောက်နေအောင်ကြီးမကောင်ကြီးဖြစ်ပုံကြီးကျွန်တော်ပြောတာတကယ်ပြောတာအဲ့တော့ မနိုင်စရာအကြောင်းမရှိတော့ဘူးအဲ့တော့နောက်ကြိမ်လူလူအောင်ကြောင်းမှုကဖြစ်ကျွန်တော်တို့တော်နိုင်ပြတ်ပါတယ်နံပါတ်၁ချက်ကတော့မင်းအွန်လိုင်းတက်ဟာအခုဆိုရင်စိတ်တပိုင်းကြီးရရသူ့ရဲ့ဒီတက်တွင်းနေထားတွေကသူကလုံးဝပြိုကွဲပြီးပြိုကွဲပြီးတော့ကြီးမားတဲ့အကြောင်းတွေသူရင်ဆိုင်နေရပါတယ်ကြီးမားတဲ့အကြောင်းတွေရင်ဆိုင်နေရပါတယ်လေတက်ဆိုရင်လည်းလေရင်တွေမရှိတော့တဲ့အကြောင်းမလို့နှစ်ပေါင်း30ကျော်ကလေရင်တွေထုတ်သုံးလာရတယ်လေရင်တွေတစ်စီးတစ်စီးပြတ်ကြလာပြီးလေတက်ဟာအင်အားချိနဲ့ပြိုကွဲနေပြီဆိုတော့ကျွန်တော်တို့တွေ့မြင်ရပါတယ် တော့သူအားကိုအားထားအရှိဆုံးလီဒတ်အင်အားချိနေနေပြီဆိုမှတော့မင်းအောင်လာရေရှည်တောက်ခံနိုင်မှာမဟုတ်ပေါ့ဒီကြားထဲမှာပဲတန်တမန်ရေးရရနော်ဒီကုလသမဂ္ဂတို့ဘာတို့မှအထီးအာဆီယံအထူးကိုယ်စားလှယ်ကအာဒီဒီကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေကမင်းအောင်လိုင်ကိုမတရားဖန်ဆီးချုပ်နှောင်ထားတဲ့လူထုခေါင်းဆောင်ဒေါ်ဆန်းစုကြည်တမတားကြီးဝင်းမြအပါဝင်အကျဉ်းသားတွေကိုချက်ချင်းလွတ်ပေးဖို့ဆိုတဲ့တောင်းဆိုချက်ကုလသမဂ္ဂအစီအမံမှာတရားဝင်ထုတ်ပြန်လာတာဟာလေမင်းအောင်လိုင်အတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါတယ်သူမတရားလုပ်ထားတာကိုဘာတရားသိနေလဲ တဘာကြီးကတောင်းဆိုလာတဲ့တရားမျှတမှုပေါ်ဆောင်ပေးဖို့ဆောင်ရွက်ချက်ကိုသူမလုပ်ဘူးဆိုရင်အဲလို article 33အပါဝင်ကုလသမဂ္ဂကချမှတ်ထားတဲ့ဆုံးဖြတ်ချက်တွေနဲ့အညီမကြခင်မှာ action you ရေးယူလာနိုင်တယ်ဆိုတဲ့အနေထားကလည်းမင်း online အတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပါတယ်သူနောက်မှာဘလောက်ပဲရုရှားတို့တရုတ်တို့စတဲ့မိစ္ဆာနိုင်ငံတွေကရက်ဒီကာကွယ်ပေးနေစေကမူသူ့အတွက်အင်အားဟာပြုတ်လျော့ပါတယ်ဒါနှစ်ခုမြောက်မင်း online အတွက်ပြုတ်ကွက်ဖို့အခြေအနေပါအဲနောက်ဆုံးအခြေအနေကတော့ကျွန်တော်ခေါင်းစဉ်လေးတင်ထားတဲ့အတိုင်းပါပဲဘလောက်အင်အားကြီးမားတဲ့ရေလိုင်းကြီးဖြစ်နေပါစေ ကြောက်ဆောင်ကိုမကျော်လွှားနိုင်ပါဘူးကြောက်ဆောင်ကိုမထွင်းဖောက်နိုင်ပါဘူးဘာလို့လဲဆိုတော့ရေလိုင်းကသူ့မှာဒုနဲ့ဒဲနဲ့အလုံးရင်းနဲ့နောက်ွယ်ကတွန်းလိုက်တဲ့အားကြောင့်လိုင်းကြီးဖြစ်ကမ်းနားကိုသာပြေးဆောင်လာနိုင်ပါလိမ့်မယ်ဒါပေမဲ့ကြောက်ဆောင်တစ်ပွဲခိုင်ခန့်တဲ့ကမ်းနားကကြောက်တုံကြီးကိုတော့သူဘလို့မှရေလိုင်းကမထွင်းဖောက်နိုင်ဘူးသူဖြန့်ခွဲသွားတာလည်းသဘောပါပဲခုမြောင်းလိုင်းနောက်ဆုံးထုတ်ပြန်လိုက်တဲ့တယင်းမှုနဲ့အထက်တယင်းမှုဓာတုတွေပေးမယ်ဆိုရင်တဲ့အိတ်တပ်ဖွဲ့ဝင်စစ်တီကိုအရာရှိကိုအရာရှိကိုဒီ NLD တို့ PDF တို့စသဖြင့်တော်လိုင်းတပ်ဖွဲ့တွေနဲ့ဆွေမျိုးသားချင်းဆက်နွယ်နေခြင်းရှိမရှိစစ်ဆေးပြီးမှ ရာထူးပေးရမယ်ဆိုတဲ့ညွန်ကြားကကြောက်ဆောင်ကိုခွင်းဖို့ကြိုးစားတဲ့သဘောပဲဖြစ်ပါပြီ။အဲ့တော့လက်ရှိတက်ထဲမှာဆိုတဲ့ကောင်တွေဟာလည်းပဲကျွန်တော်တို့သွေးမြူသားချင်းညီကိုတွေပါပဲ။လက်ရှိဖက်စစ်တက်ထဲမှာလုံနေတယ်ဆိုတဲ့အထက်မှာရုရှားပြည်ကမွေးလာတဲ့ကောင်တွေလည်းမဟုတ်ဘူး။တရုတ်ပြည်ကနေတင်ကြားလေးချင်းပြီးတော့စစ်တက်ထဲဝင်လာတဲ့ကောင်တွေလည်းမဟုတ်ဘူး။ဒါပဲရှိတော့ရှိမှာပေါ့နော်။အခုတရုတ်စစ်အရာရှိတို့တရုတ်နီးပညာရှင်ရုရှားနီးပညာရှင်တွေတိုက်လီမှုတွေတော့ဝင်ပြီးတော့ကျင်းနေပါ။အဲ့တော့အခုတနိုင်ငံလုံး PDF မရှိတဲ့မြို့မရှိဘူး။တော်လိုင်းရေမလောက်ဆောင်တဲ့မြို့မရှိဘူး။ အားလုံးဟာနေရာနှက်မှာជីជីနဲ့တေးတေးရအောင်လုပ်နေကြတာကြီးပဲဖြစ်တယ်အဲ့တော့ဖက်စစ်တက်ထဲမှာရှိနေဆိုရင်တိုင်မှုဆိုတဲ့ကောင်းကြီးရဲ့ဆွေမျိုးသားချင်းတွေထဲမှာလည်း PDF နဲ့ကင်းတဲ့လူလည်းမရှိဘူးနော်နော် NLD နဲ့လည်းကင်းတဲ့လူမရှိဘူးတဝင်းကွဲနှဝင်းကွဲကတော့ဆက်ဆက်နေမှာကြီးပဲဖြစ်တယ်အဲ့တော့ဆိုလိုတာကတော့မင်းအွန်လိုင်းဒီသူ့ဖက်စစ်တက်ထဲမှာရှိတဲ့ဘုံမှုနဲ့အထက်ကောင်ဘယ်ကောင်မှရာထူးတိုးပေးဖို့အစီအစဉ်မရှိတော့ဘူးဆိုတဲ့သဘောမျိုးပဲဖြစ်ပါတယ်အဲ့တော့ဆွေမျိုးသားချင်းတော်ဆက်နေလို့ရာထူးမရဘူးဆိုတဲ့မူဝါဒချမှတ်ပြီဆိုကြတဲ့က ီလက်နက်ကင်ထားတဲ့တပ်မတော်ဟာပြည်သူကိုကာကွယ်တဲ့တပ်မတော်မဟုတ်တော့ဘူးလူလူစုကိုကာကွယ်ဆောက်ရှောက်ဖို့အတွက်နော်ရရဆက်ဆက်မင်းဟာ NLD နဲ့ဆွေမျိုးဘဏ္ဍာဝန်ကွင်းတော်လို့မင်းယာရုမပေးတော့ဘူးမင်းတေးတဲ့အထိဒီဘူကြီးဘွားနဲ့ပဲနေဒီဘူမှုဘွားနဲ့ပဲမင်းကြုံဘွားနဲ့ခန့်မင်းကိုယာရုတုံးမပေးတော့ဘူးဆိုတဲ့ကန့်သက်ချက်ချမှတ်လိုက်ခြင်းအဖြစ်မင်း online ဖက်စစ်တပ်ဟာနောက်ဆုံးစီးကိုချိုးဖျက်ပြီးတော့ပြိုကွဲမှုကြီးစီကိုကျင်းတည်မှုချရောက်ပြီလို့ကျွန်တော် ပြောချင်ပါတယ်အဲ့တော့ဖက်စစ်အကြမ်းဖက်လက်ပါးစီအဖြစ်နော်မင်း online ခိုင်းနေများလုတ်ပြီးတော့ ဘဝညီကုန်အဆုံးသတ်ကြမလားဒီတိုင်းပြည်ကိုကာကွယ်တကယ်တကယ်ကာကွယ်ဆောက်ရှောက်တယ်ပြည်သူကိုတကယ်ကာကွယ်ဆောက်ရှောက်တယ်ပြည်သူစစ်သားဖြစ်တော်လိုင်းမှာဟောဒီမှာကျွန်တော်တို့ကဲ့သို့ပါဝင်ပြီးတော့ကြာရတာဝန်ထမ်းဆောင်ရင်စစ်သားကောင်းတမိုင်းတွေရည်ထိုးကြမလားဆိုတာတော့လက်ရှိမေအောင်လိုင်းဖက်စစ်တပ်တွေကစင်ကျင်တုံတရားရှိတဲ့နိုင်ငံသားတွေတွေးတော့ဖို့ကြံပေးစကားပေးပါလိုက်ချင်ပါလေကဘာစစ်ကြီးကတော့ဖေချာပေါ့ဖြစ်တော့မယ်မြန်မာပြည်ဟာကဘာစစ်ဖြစ်တဲ့ခါတိုင်းလွတ်လပ်ရေးကိုရအောင်ယူခဲ့တာရှိတာမလို့ အခုအီရန်နဲ့အစ္စရေးကအစပြုလာမဲ့တတိယကမ္ဘာစစ်မှာကျွန်တော်တို့မြန်မာနိုင်ငံဟာစစ်မှန်တဲ့လွတ်လပ်ခွင့်ရရှိအောင်ဝိုင်းဝန်းကြိုးပမ်းဆွမ်းဆောင်နိုင်တဲ့အနေအထားအကောင့်တွေပုံနိုင်ကြပါစေ။နောက်ဆုံးရတိုက်ပွဲသတင်းတွေအမီနဲ့မွန်ပြည်နယ်ကအစပြောချင်တယ်ပြု။တခါမှလူမျက်ကြော်မပြောဖြစ်တဲ့မွန်ပြည်နယ်အကြောင်းဒီနေ့ကတော့အာရဝန်တာပြောပြချင်နေပြန်။ဗတ်စစ်တပ်ရဲ့အစိုးရရုံးတဲ့ဝန်ကြီးအင်အားတွေကိုဒရုန်းနဲ့ပုံကျဲပါလေ။တို့ဒီဒီ ဝင်ကြီးအင်အားဆိုတီးတန့်လုံးချင်းတွေစောင့်ထားတဲ့ဝင်ကြီးအင်အားတခုရှိတယ်မွန်ပြည်နယ်မှာကျွန်တော်ရောက်ဘူးတယ်မွန်ပြည်နယ်ကမော်လမြေကပန်းချက်တခုမှဟောပြောဝဲတခုကျွန်တော်သွားပြောဘူးတယ်အဲ့တော့ကငင်းငယ်ကြီးငင်းငယ်ကြီးဟောပြောဝဲထွန်ပါတယ်ပြည်တွင်းစစ်ချက်ချင်းရောက်ပေါ့နော်အဲ့တော့ကကျွန်တော်ဝင်ကြီးတစ်ပါးရဲ့အိမ်ကိုရောက်ဘူးတယ်အဲ့တော့ဝင်ကြီးအင်အားလုံးချင်းဝင်းထဲမှာလုံးချင်းတိုက်ကြီးတယ်ဆိုတော့အဲ့လိုတိုက်ခိုက်ခဲ့တဲ့နေရာမှာဥပဒေချုပ်ရဲ့နေအိမ်ကိုထိမှန်ပြီးမတာဆင်းကိုတော့မသိရသေးပေမဲ့နှစ်ဦးထိခိုက်တယ်လို့ကျွန်တော်သိရပါတယ် ီလိုနေရာမျိုးကိုအဓိကပြစ်မှတ်တွေဖြစ်ရွေးချယ်တိုက်ခတ်ရတဲ့နေရာမှာအင်မတန်ဖိအားတွေများပါတယ်။ဖက်စစ်တပ်ဟာလေသူတို့တိမ်မှာကြောက်တဲ့အတွက်ရေဒါတွေဂျမ်ဘာတွေတက်ထားတာရှိပါတယ်။ဒါကိုကြော်လွှားပြီးရှာထိုးတော့နေပညာတပ်ဖွဲ့ကဒေသခံမူပြည်နယ်ဘက်ကဘာတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး Air Force Bus Bro Drone Force Sky Warning Drone Force တုံးတပ်ဖွဲ့၃ခုနဲ့အတူမုံကြီးရဲ့အစိုးရရုံးမော်လမြိုင်မြို့ပေါ်ကဝင်းကြီးအိမ်ကို ုံးရဲ့ပုံကျဲချပါတယ်အဲ့ဒါအဲ့တော့ဘလောက်ပေးတယ်ဘလောက်ပေးတယ်ဘလောက်ပေးတယ်ဘလောက်ထိတယ်ဆိုတော့ဘလို့ကျွန်တော်နောက်ရက်ဒီမှာနောက်ဆက်တွဲကြီးညာပေးမယ်ရန်သူကသူ့လောက်သူ့လောက်နေပြီကျွန်တော်တော်လိုင်းအင်အားစုတွေကယာပိုင်တော့ခွဲယူတာနဲ့တော်လိုင်းကိုဈေးကွက်လောက်ပြီးစီးပွားရှာကလိမ်မန်းဆရာနောက်ရက်မှုတွေရောဘာတွေရောရှုပ်ရှက်ခတ်ပြီးကျွန်တော်ရန်သူကိုမရှုံနိုင်တဲ့အတွက်ရန်သူကကျွန်တော်တို့ကိုကောင်းကောင်းရှုပ်ထွေးစီပြီးတော်လိုင်းကိုနှောက်နေအောင်ရန်သူကသူ့အလုပ်သူ့လုပ်နေပါတယ်အဲ့တော့ ဥပဒေမဲ့လုံချင်ရအောင်လုံနေတဲ့ကောင်တွေအတွက်နေ့စဉ်အိမ်မက်ဆိုးမက်စေရမယ်တရားသောစစ်ပွဲအောင်စေရမယ်လို့ရှာထူးဘောကပြောပါတယ်ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့်ကျွေးတံခိုးရက်ွက်တဲ့ဒရုန်းစီးကြာရောက်ခဲ့တယ်ဒီချင်းတွေရှိပါတယ်နောက်တော့အခြေတင်းကြည့်နေတဲ့ TNL လေးနဲ့နောင်ချုပ်အခြေအနေကိုကြည့်ကြရအောင်နောင်ချုပ်နဲ့ပတ်သက်ပြီးကျွန်တော်အသိပေးလိုတာက TNL လေးနဲ့ပတ်သက်ပြီးအသိပေးလိုတာက TNL လေးနဲ့အတူလက်တွဲတိုက်ပွဲဝင်နေတဲ့ဒနုတက်တော် DBL ရဲ့ဒီ ပြောဆိုချက်ပါနော်ပြောဆိုချက်ကိုကျွန်တော်ကိုကာပြီးပြောရရင် DNA လေးရောပြည်သူ PDF တပ်ဖွဲ့ကမှဒီပေါ့နေမြေကနေထွက်ခွာသွားခိုင်းခြင်းမရှိဘူးအတူလက်တွဲတိုက်ပွဲဝင်မယ်ဆိုတဲ့အကြောင်းကိုပြောသွားတဲ့အတွက်ကျွန်တော်တို့ဝမ်းသာရပါတယ်ဂုဏ်ယူရပါတယ်ကံကြီးပါတိုက်ပွဲနိုင်ပါတယ်ဖစစ်တာကံကြီးရွာတီဝင်ရောက်လာပြီးကံကြီးရွာကနေအခုပြန်ဆုတ်သွားရပါတယ်အဲ့တော့ပလေးတက်တွေတိတ်ပင်လေရှိရာနောင်ချိုကြီးကျေးရွာမှာတိုက်ပွဲကြီးဆက်ဖြစ်နေပါတယ်နောင်ချိုဒုက္ခအုပ်ကြီးမြေကူးတရအနောက်ဘက်မှာရှိတဲ့အမြောက်တက်တွေ အမြောက်တပ်တွေတရှိရဲ့တောက်ခန်းကျေးရွာကနေစစ်ကြောင်းထိုးလာတဲ့ဖက်စစ်တပ်နောက်ထပ်ကန်ကြီးနာပြည်ကိုရောက်လာတဲ့ကန်ကြီးရွာမှာဒီရန်နဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်မှုကြောင့်ပြန်လည်ဆုတ်ခွာသွားကြတယ်။ဒီလကိုရဲ့နေမှာပိနေလုံးကန်ကြီးရွာကြောင်းမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်တယ်လို့အကြမ်းရင်းသိရတယ်။နောက်ထပ်ကြီးမှာတော့ဝုန်းတိုင်းကျင်းနေတယ်ဆိုတဲ့အခြေအနေမှာအရာမတော်တဲ့အကောင်းကမန်ပီမန်တလေး PF ရေဘော်ကြီးစစ်ကူရောက်ရှိလာပြီးတိုက်ပွဲကိုဖက်စစ်တပ်ကိုခွေးမောင်းမောင်းထုတ်ခိုင်းနိုင်ခဲ့ပါတယ်ခင်ဗျာ နော်အဲ့တော့ဖတ်စ်တကတော့ဖတ်စ်တိုင်းပဲခွေးရချီးစားတဲ့နွားဟာပိုအဲ့အော်တယ်ဆိုတဲ့အောင်လက်နဲ့ကြည့်လို့ ਨੇ ပြစ်ကပ်ပါတယ်အများပြည်သူအပြစ်မဲ့ပြည်သူတွေကိုထိမှန်ခဲ့ပါတယ်ရှမ်းပြည်တခွေရှမ်းမြောက်စစ်စင်ရေးကြီးပြန်လဲအသက်ဝင်နိုင်မလားဆိုတဲ့ကြော်လင်းချက်တွေကျွန်တော်တို့ကချိန်နေကြသေးတယ်မလားရှမ်းမန်းစစ်စင်ရေးနဲ့တစ်ဆယ်နှစ်ဆက်ကုန်တတရာလိုင်းကြီးကိုမြုံလင်းချလိုက်တာအာကတ်တတော်ကလည်းသူ့ရှိန်နဲ့သူခက်ပြင်းပြင်းထိုးဝင်လိုက်တာ ကြောင်ပြူကိုတင်းပြီးရင်တော့ရခိုင်ပြည်နယ်တပြည်နယ်လုံးကိုအင်္ဂါဂျူအတော်စင်တာလို့မရတော့ဘူးအခုလည်းငဖဲဗျာမကွေးတိုင်းငဖဲအမ်ဖရန်လမ်းပေါ်မှာလက်ရံလီကြောင့်ကဝေးတက်စကန်ပြူအပေါ်နေအာဝုငဆပုံးကောင်အရှင်မှန်းမိပါတယ်အဲ့တော့လက်ရံပြူကစကန်ပတ်ပတ်လေမီတာ1500ပတ်လေလမ်းဟောင်းမှာကျွန်တော်တို့ တော်လင်းတက်ပြီးဖက်တော့ပိတ်ဆို့လာတယ်အဓိကအဲ့ဒီနေရာမှာပိတ်ဆို့ထားတာကတော့အရှုချင်း CDF တက်ဖြစ်ပါတယ်အဲ့တော့နေမေရှာဘူးရှင်းလင်းတုတ်တင်လုံတူကြီးဆောင်ရွက်နေစမှာလက်ရေကံပြူကနေထွက်ပြေးလာတဲ့ဖက်စစ်တပ်ကတပ်သား23ယောက်ဘယ်အရာဘယ်အရာရှိအရာကနေပါတယ်မပါဘူးလို့ကျွန်တော်တို့အတိအကျမသိရသေးဘူးလက်နက်ခဲရနေတဲ့အတူဖမ်းဆီးရမိပါတယ်အဲ့တော့ဖက်စစ်တပ်ဟာဒီနေ့ဒီအချိန်မှာစစ်ရှုံးတော့မဲ့အခြေအနေကို69.9နီးပါးလောက်ရောက်ရှိနေပြီ။ အဓိကစစ်ရှုံးကြီးရဲ့အကြောင်းတရားနှစ်ချက်ကိုကျွန်တော်တင်ပြချင်ပါတယ်။တစ်ချက်ကတပ်ဖွဲ့ဝင်တွေတိုက်ခိုက်လို့စိတ်လုံးဝမရှိတော့ခြင်း။နံပါတ်၂ကပြည်သူလူထောက်ခံမှုမရခြင်း။တော်လှန်ရေးတပ်တွေစစ်တပ်တွေရဲ့သဘောတဘာဝမှာပြည်သူလူထောက်ခံမှုမရခြင်းရဲ့တပ်ဖွဲ့ဝင်တွေတိုက်ခိုက်လို့စိတ်မရှိတော့ရင်တရားရကိုင်းလို့စစ်ရှုံးပါလေ။မြေကြီးကိုလက်နဲ့ဖိုင်လွှဲရင်လွှဲမယ်အဲ့ဒီချက်ကတော့ဘယ်လိုလဲအဲ့တော့ဒီနှစ်ချက်လုံးဟာဖက်စစ်တက်မှာသွားပြီးနှစ်ချက်လုံးရှိနေတာကိုတွေ့ရတော့စစ်ရှုံးတော့ပါသို့တော့ ရွာစော်လူမိုက်ရွာစော်လူမိုက်တွေရဲ့ကြားကံပိမှုကြောင့်ရက်ွက်တဲ့အစိုးဂွင်းတိုင်းပြီးတော့ဆဲနိုင်နေတိုင်းတော်တော့တွေ့ရပါတယ်ရွာစော်လူမိုက်ကတော့တည်တဲ့အတိုင်းပဲတင်းုံနေရုရှားပေါ့တပတ်ထွက်ပေါက်ပြီးရွေးကောက်ပွဲကိုလည်းဇောင်းပင်းလုပ်နေတာကိုတွေ့ရပါတယ်အဲ့တော့စစ်ကရှုံးနေပြီဒါပေမဲ့အထင်တော့မသိနေဂျန်သူကိုအထင်သိလို့မရဘူးဂျန်သူကိုရှော့တလို့မရဘူးဖောက်ပေါက်ရှာမယ်ဖက်ခတ်ခတ်မယ်နောက်တစ်ခုကစစ်စစ်တို့မြည်ပြီးပေါ့စောက်ခွာခဲ့ရင်တော့လမ်းတစ်လျှောက်မှာမိုင်းပုံးတွေဆင်သွားခဲ့ပါတယ် သူ့နောက်ကိုလိုက်ပြီးချက်ချက်လိုက်စစ်ကိုကာတဲ့အနေနဲ့ဒါကြောင့်မို့စစ်တဘောမှာဖက်စစ်တပ်ဟာအလုံးစုံကြီးတတိအမြဲတမ်းရှိတယ်လို့ကျွန်တော်တို့တော်ရင်အာသူတွေကိုခြေမုံ့ကို24နာရီမပြတ်ကျန်စီနေတာကိုမမေ့မလဲတော့မပေါ့မဆပ်ပဲတော်ရင်အင်အားစုများဘက်ကတောင်းကြောက်ထောင်တော့တောင်းချောက်ထောင်တော့အစည်းအဝေးများကိုရပ်တန့်ပြီးစစ်နိုင်ရေးကိုရှေးရှုမျက်နှာမူဖို့လိုအပ်တယ်လို့တော်ရင်နိုင်ငံရေးမှာတကယ်လို့တင်ဖြစ်တင်တာတွေကိုအာသူကွန်ဆိုက် လုံနေကြတဲ့သူအပေါင်းကိုလည်းဒီနေရာကလေးစားဂုဏ်ယူစွာအတိမတ်ပြီးမှတ်တမ်းတင်ခြင်းတော်ရင်အာသာဖြင့်မှုတွေနဲ့ပုတ်ပြ40ရီရောက်တာပြီရက်စစ်နိုင်ရေးကိုရှေ့ရှုစစ်နိုင်ရေးဒီအဓိကစစ်နိုင်ရေးဒီပထမစစ်နိုင်မှာပဲခမားတို့လည်းလူအဖြစ်ရှင်တန်ခွင့်ရမှာဖြစ်တယ်လို့တိုင်းပြည်လူလူကလည်းလုံမြောက်မှာဖြစ်ပါတယ်တဆက်ဆက်ထဲမှာကျွန်တော်တို့အရန်ချစ်ပါတယ်တိုင်းပြည်လုံးရဲ့ယင်းနှစ်တီးကြတိုင်းပြည်လုံးရဲ့အသေးနှလုံး လူလူကောင်းဆောင်တော်အောင်ဆန်းစုကြည်ရလေစစ်နိုင်မှာပဲလုံမြောက်လာမှာဖြစ်ပါတယ်စစ်မနိုင်လို့ကတော့ပန်းပန်ယုံမကထမိန်ခွေးလုံးချွတ်ချလေစစ်တပ်ကလုပေးမယ်လို့စိတ်ကူးမရှိပါဘူးနောက်တစ်ထိုင်ကြီးဆက်လိုက်အောင်တနောင်ကြီးကြီးတဲ့ဒီနေ့တနောင်ကြီးပြင်းအောင်တက်မြုပ်ထပ်တက်ပါလေဟိုတော့က BWN ရဲ့ short ride တုံးကိုပေပေနေနေခံစားပြီးအာရပါရဤစိတ်သွားတဲ့တနောင်ကြီးဘင်းအောင်တက်မြုပ်က တက်ခိုက်ရေးတင်နှံကြောင်းတက်ခွဲမှုတွေတင်နှံစင်းတွေလိုက်ပါလာတဲ့ရှင်နှံကိုတောင်ဦးတိုင်းလမ်းပိုင်းခုနှစ်ပိုင်းစစ်တပ်ဂုံးကြီးမှာဂျာပြတ်တိုက်ခိုက်လက်နက်ပြတိုက်စစ်ဆင်တာတက်ခွဲမှုဗိုလ်ကြီး၈ဦးမပါပေါ်တဲ့ပြင်ရင်မောင်းတက်ချက်တဦးပိတ်တယ်မတာပေါ်ပြီးတော့တည်လေးဦးဒီကိုက်တန်ရရတယ်လို့အချမ်းမြင့်သိရပါတယ်အသည့်ဆက်ဆက်ပခုံးပေါ်မှာအပွင့်တက်ပြီးတက်ခွဲမှုကတော်တော်ဖြစ်ခွင့်မရလိုက်ရှာတဲ့တက်ခွဲမှုတစ်တည်းရဲ့ အမျိုးသမီးတွေရဲ့ဒူးနဲ့မျက်ရည်တုံ့နေရမှုတွေကိုစာနာမိပါတော်냐လေခင်ဗျားတို့စိုက်ပြိုးလာခင်ဗျားတို့ရိတ်သိမ်းကြရလာပါပြီ။နောက်ရက်တွေမှာနောက်လတွေမှာနောက်နောက်လာမယ့်ရက်တွေမှာပေါ့ဗျာချုပ်ပြော။ယာရုတော့ရင်တော့မသာပေါ်မယ်တို့သာတန်းတွန်းလိုက်တော့လို့ပြောရင်းတနောက်တိုက်ပွဲကိုတောင်ရဲတက်မှာနှစ်တရင်ကလောက်ခံဒက်ဖန့်ဖို့စ်တောင်အမ်ဘီယံစစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းဆောင်ရွက် ပြီးကျောင်းတိုင်းသားနေမိပြီးမှအရှင်တို့ကလက်ခုလိုမျိုးအောင်ပွဲမျိုးခုလိုမျိုးတရက်ဆက်တိုက်ခိုက်သိမ့်ပိုင်နိုင်တဲ့အခြေအနေအခုလိုမျိုးစုံမုံနိုင်တဲ့အခြေအနေဒီအချိန်မှာကျွန်တော်တို့အင်အားပြည့်နေဆောင်ရွက်နိုင်နေပြီဒါကိုကျွန်တော်တိုင်းရင်းသားတစ်ဖွဲ့ဝင်တိတိကလည်းသိပါတယ်ဒီချိန်ကကျွန်တော်တိုင်းသားညီကိုမောင်နှမတွေအားလုံးအတွက်အခုရေးကြီးတခုပြီးတော့ကျွန်တော်မိဘပြည်သူတွေကလည်းခဏိတိုင်းဝင်ကူညီနေတဲ့အခြေအနေတွေမှာကျွန်တော်တို့ မကြခင်မှာကျွန်တော်တို့အောင်ပွဲကျွန်တော်တို့ပန်းနိုင်ကိုတေချာပေါက်ရောက်လာတော့မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်။အဲဒီစကန်ကိုဒါချမ်းဖက်စစ်ခွစ်တက်ကဒါ TK Teacher Body Scan နဲ့ငယ်နီစကန်တွေမှာအထိုင်ချခဲ့တာ1998ခုနှစ်အခုဆိုရင်နှစ်ပေါင်း29နှစ် ကြံနေပြီလို့လည်းကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့အခုလိုမျိုးနေပေါင်းများစွာအထိုင်ချပ်တက်ဆွဲထားတဲ့ဂျမ်ဖက်စစ်ခွေးတက်စခန်းတွေကိုကျွန်တော်တို့ဒေဇတ်တိုက်ခိုက်နေတဲ့ KNU နဲ့ကျွန်တော်တို့တော်လန်သောပူပေါင်းတပ်ဖွဲ့ဝင်တွေကျွန်တော်ရှိမှပြောခဲ့ပြီးသားပြမအစင်းအထိုင်းမြန်မာနေဆက်ပေါင်းရှောက်မှရှိတဲ့ဂျမ်ဖက်စစ်ခွေးတက်မှန်သမျှကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်ထိချုပ်နိုင်ခဲ့ပြီပြီးတော့တက်မာ9မြေတွင်းမှရှိတဲ့ဂျမ်ဖက်စစ်ခွေးတက်ပြင်ဆင်သွားပြီတက်မာ6ကုံတလောက်ဖြစ်နေပြီကျွန်တော်တို့တက်မာ9ငကိုကလေးက ွေးပြေးဝက်ပြေးပြေးခွေးတီဝက်တီတည်နေရတဲ့နေရာဆိုတော့တမတီးတီးနဲ့ကျွန်တော်ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့လုဆောင်မှုတနည်းအပြည့်ကရင်တွေရဲ့တော်လှန်ရေးအစ်စ်ကိုကျွန်တော်မြင်တွေ့နေရတာပါလက်ရှိချိန်မှာကျွန်တော် KNU ရဲ့ဒါလုဆောင်မှုဟာကျွန်တော်နိုင်ငံအတွင်းကျွန်တော်တော်လန်တော်တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းဆောင်ရွက်နေရသလိုနိုင်ငံပြင်ပပြီးတော့အထိုင်းရဲ့အနာမိုင်ဖွဲ့စည်းတွေနဲ့လည်းပဲ အစင်ပြေအောင်ကောင်းမွန်ဆုံးဒါတို့တွေထိတွေ့ဆက်ဆံပြီးတော့အရှိကိုဒရဇက်ထိုးထွက်နေတာကိုကျွန်တော်တို့အားရကျင်းတဲ့ဖွယ်တွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ထုံးစံတိုင်းပဲကရင်တွေတိုက်ပြီဆိုတာနဲ့ထိုင်းဘက်ကိုပြေးလို့ရတဲ့အချမ်းဖက်စစ်ခွိတက်ကတော့ပြေးကောင်းနေစေပါ။နောက်ပိုင်းတွေမှာတော့တို့ပြေးလို့ရမှာမဟုတ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့အဲဒီ time မြန်မာ net set စီတောက်လျှောက်အကုန်လုံးကိုကျွန်တော်တို့ KNU တပ်ဖွဲ့ဝင်တွေကထိ ंछ ုပ်လိုက်ပါပြီ။နောက်ပိုင်းတွေ့ရမှာတွေကတော့ ပြီးတဲ့ပွဲမဟုတ်ဘဲနဲ့ခွစ်သေးဝတ်သေးတည်တဲ့ပွဲတွေကိုမြင်တွေ့ရမှဖြစ်တဲ့အကြောင်းကျွန်တော်မျိုးပါတွေကိုတင်ပြရင်းနဲ့ဒီနေ့ဒီကုန်းချွတ်ပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံတွင်းမှာစမက်ကာလာလဲကျွန်တော်တို့အကြာ၄နှစ်ကျော်၅နှစ်ဒီပါလောက်ရှိခဲ့ပြီပြီးတော့တဘာဘေးအန်ဒီရတွေတုံ့ပြန်ခဲ့တဲ့ကျွန်တော်ရဲ့မိဘတွေ ်ခန်းစားခဲ့ရတဲ့အခြေအနေတွေပြီးတော့လက်ရှိအချိန်မှာအာနာယူအုပ်စုရဲ့ဖိနှိပ်မှုမျိုးစုံကိုခန်းစားနေရတဲ့အခြေအနေတွေရင်ဆိုင်ကြုံတွေ့နေရတာကြောင့်ကျွန်တော်မိဘတွေဒါဂျမားရေးအထူးဂရုပြုပေးပါဘေကင်းဒုံကျုံမှုအထူးဂရုပြုပေးပါလို့ကျွန်တော်လေးလေးနက်နက်တိုက်တွန်းကျင်းပါတယ်လက်နေဘေးစစ်ဘေးကပေချောက်နေတဲ့ကျောင်းနိုင်ငံတွင်းမှာရှိတဲ့မိဘတအိုးချင်းစီတိုင်းဘေးရနဲ့ကင်းရှင်းပါတဲ့အောင်လေးနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရေဝရှမ်းလေးပါ